။ဘာမှလည်းမတော်ဘူး။တူမလားဟုတ်တယ်တူမလားဘာမှမရှင်းတော့အဲ့ဒါခုနဲ့ဘဝရစာရဲ့ပထမဆုံးစုံတဲ့ကားလေးဖြစ်တဲ့ပေါ့နော်ဒါဘဝရဲ့အမှတ်တရဖြစ်တဲ့ကားလေးတစ်ကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ခုတို့နှစ်ယောက်ကိုလည်းလာပြီးတော့အပေးကြပါအောင်လို့ပြောချင်ပါတယ်ပရက်ရှင်နေ့ကျလည်းဘဝရစာကိုရအောင်ခေါ်ကြည့်ပေးပါမယ် အရင်ချီးဥဖြစ်တဲ့သူတွေမှာပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြကူးမဆိုင်ဘူးသူကသူကောင်းဆုံးဖြစ်အောင်လုပ်ရမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်ဟုတ်ကဲ့သူလည်းအဲ့လိုเนาะကဲဟိုလူပြောမယ်စကလုံးနဲ့ dialogue ဆိုလို့ရှိရင်ပေးထားတဲ့အတိုင်းမဟုတ်ဘူးသူကသူဟုတ်တယ်ဟုတ်တယ်လေးလည်းရှိတယ်ဟုတ်တယ်အဲ့လိုလေးတွေလည်းသူရှိရဲသူသူ့မှာသူသူ့ရဲ့ဟန်လေးနဲ့သူရအောင်သူလုပ်သွားမှာเนาะဒါပေမဲ့ဒီ director နဲ့ရောပဝိနဲ့ရောဟိုတိချာကိုဆွေးနွေးပြီးတော့လေ respect ရှိရှိလေးနဲ့အဲ့လိုဒီလိုလုပ်ရင်ရောရမလားအဲ့လိုမျိုးပြောပြီးတော့လုပ်တယ်အဲ့အဲ့ဒါလေးကိုမြင်ရတော်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 သဘောကျတယ်ဟုတ်အဲဂုံယူတယ်1 level 1တာတယ် ယ်ဟိုဘလိုပဲဖြစ်ဖြစ်အမြဲတမ်း support အမြဲကိုယ့်ရဲ့နောက်မှာ support system တခုအမြဲတမ်းရှိနေရပေါ့နော်အဲ့ဒါလေးကတော့ခုအတွက်အင်အားလေးတခုပေါ့အဲခုတော့ဒီ November 9ရက်နေ့ဆိုလို့ရှင်ပြန်ပြောရရုံစတင်ပါပြီအဲရုံစတင်ဖို့ကခုကရုံ၅ပြီးတော့ပြရတဲ့စနစ်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမ3ရက်ကအရင်အရေးကြီးရပေါ့နော်ပထမ3ရက်မှာလူဝင်မှအပင်မှာအခုကနောက်တစ်ဘက်ကိုဆက်ပြီးတော့တင်ခွင့်ရမှာပါဒီလိုကားမျိုးကိုအကုန်လုံးအရန်လဲကြည့်စေချင်တယ် အဲရတာတစ်ခုဟိုကွဲထွက်သွားမယ်လို့လည်းခုယုံကြည်ရပေါ့เนาะပြီးတော့အဓိကလူငယ်တွေစူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ fresh အရင်ဖြစ်တယ်ကြည့်လို့ရှိရင်မမြင်ဘူးတဲ့ဒီပုံတွေ item တွေအကုန်လုံးကိုမြင်ရမှာပေါ့เนาะအဓိကအဲ့ဒါပေါ့เนาะလူငယ်တွေကိုလည်း chance ပေးချင်ပါတယ်ဘူကတော့ဘူကဒီလမ်းကြောင်းပေါ်မှာဘူကရှိနေပြီးသားပေါ့เนาะဒါမဲ့ဒီတဲမှာပါတဲ့လူတွေဆိုပထမဆုံးယုံစားတင်တဲ့လူတွေအများကြီးပါတယ်ပေါ့เนาะအဲလူငယ်တွေကိုလည်း chance တစ်ခုပေးစေချင်တယ်ကိုဝင်းကလည်းတကယ်ကိုစစ်စစ်ပြီးတော့ပေါ့เนาะ character နဲ့လိုက်အောင်လို့အကုန်လုံးကဘယ်နေရာမှာဆိုဘသူဆိုတာကိုသူကတေချာပြီးတော့ထည့်ထားတာပေါ့နော်အဲ့ဒါကြောင့်မလို့အကုန်လုံးကအရန်ကောင်းတယ်သူ့နေရာနဲ့သူ character ကိုမိမိရတယုတ်ဆောင်နိုင်တဲ့လူငယ်တွေကြီးပါပဲအဲ့တော့ crew ရဲ့ဒီပြပြပြရုပ်ရှင်ကားလေးက team work ကောင်းကောင်းနဲ့လုပ်ထားတဲ့ကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ crew ရဲ့ပြပြပြရုပ်ရှင်လေးကိုအားပေးကြပါအောင်တရားတယောက်လည်း sharing လုပ်ပေးကြပါလာကြည့်ဖို့လည်းတိုက်တွန်းပေးကြပါပထမ3ယောက်ကိုလာကြည့်ပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ် ဒီကမှာကုရက story 3ခုရှိရမှာ story 2မှာပါတာပေါ့နော်ဟိုကုရဒီဒီဂျုံကန်းထဲမှာမတက်တဲ့သူတွေရှိရဲအဲ့အဲ့ဟာမှာဒီဂျုံကစီးွာပေါ့နော်ကုရ team building ကိုလွတ်လိုက်တာ အဲ့မှာဆက်ဘိုင်းဆက်ဖြစ်မယ်ဆိုတာအဲ့မှာဘာရစာနဲ့တွေ့ရတွေ့ပြီးဘိုင်းဆက်ဖြစ်မယ်ဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ရိုင်းနေတော့လည်းတကယ်မပြင်းရဘူးဘာရစာကိုကြည်ရင်လည်းအဲ့လိုအော်ဘာရစာဆိုတာဘာရစာပဲဆိုတော့မြင်ရပါတော့ပြီးအဓိကသူကလူငယ်တွေကိုလည်းအရင် support ပေးရဲညာလုံးပေါက်တွေရိုက်ရတဲ့အချိန်မှာလည်းသူကအဲ့လိုတော်တော်ကိုလေသူအရွယ်နဲ့တော်တော်ကိုလုံနိုင်တယ်ပရိုနဲ့ဒန်းလို့နီးတူတကယ်ကိုတညလုံးသူရိုက်နိုင်တယ်ငားရက်လောက်ဇက်တိုက်ကိုရိုက်ခဲ့ရတာဘာရစာမှာသူ့ရဲ့ဟိုကိုပိုင်ဟန်လေးကအမြဲပါတယ်ပေါ့နော် ဒါပေမဲ့အိမ်မှာမှာသူ့ရဲ့ character မှာ motive ပြီးတော့ဘလို့ပြောင်းလဲအောင်လုပ်သွားမလဲဆိုတာဒါတော့တပါးတွေကတော့တကယ်ကို တကယ်ကိုကြွကြွချင်းချင်းပပိုင်နိုင်နဲ့လောက်သွားနိုင်ပါတယ်အဲ့ထဲမှာဆိုလို့ရှိရင်လည်းမြင်ရမှာပါသူကပါအသူပါဆိုတာဟိုကတည်ရကိုဝင်းတော့ကလည်းဟိုသူ့ကိုပြောတယ်ပေါ့နော်ပြောတော့ပပိုင်ရစာပြောကြည့်ပေးမလားဆိုတော့အဲ့မှာအမေကနေတစ်ဆင့်ပြောပြောတဲ့အချိန်မှာသူလည်းစိတ်ဝင်စားတယ်ဇလန်းလေးကိုလည်းသဘောကျတယ်အဲ့အတွက်ကြောင့်မို့သူပါဖြစ်တာကိုကကိုလည်းစိတ်ပူတာလည်းပါတာပေါ့နော်ဒါပေမဲ့ဟိုဘေးကလူတွေရောအကုန်လုံးကတော်တော် supportive ပြန်ကြတော့အဆင်ပြေနေပြီးသွားပါတယ်ဟုတ် မအရင်ချီးဥဖြစ်တဲ့သူတွေမှာပါတယ်အဲ့လောက်ကြီးလဲအဲ့လိုတိတ်ပြီး queue မဆိုင်ဘူးသူကသူကောင်းဆုံးဖျောက်လောက်သွားမယ်အဲ့လိုမျိုးအဲ့လိုမျိုးလူတွေမှာပါတယ်တော့သူလည်းအဲ့လိုเนาะ career ဟိုလူပြောမယ်စကလုံးနဲ့ dialogue ဆိုလို့ရှိရင်ပေးထားတဲ့အတိုင်းမဟုတ်ဘူးသူကသူဟုတ်တယ်ဟုတ်တယ်အဲ့လိုလေးလည်းရှိတယ်ဟုတ်တယ်အဲ့လိုလေးတွေလည်းသူရှိရဲသူသူကသူသူ့ရဲ့ handle နဲ့သူရအောင်သူလုပ်သွားမှာเนาะဒါပေမဲ့ဒီ director နဲ့ရောကိုဝေးနဲ့ရောဟိုတိချောင်းဆွေးနွေးပြီးရောလေ respect ရှိရှိလေးနဲ့အဲ့လိုဒီလိုလုပ်ရင်ရောရမလားအဲ့လိုမျိုးပြောပြီးတော့လုပ်တယ်အဲ့အဲ့ဒါလေးကိုမြင်ရတော်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 သဘောကျတယ်ဟုတ်အမြဲသူ့မှာဟိုဘေးကနေပြီး ိုက် support လုပ်ပြရပေါ့เนาะဒါမဲ့ဟို shooting ကြတော့အရင်တော့ light တာမရှိပွဲလေးပါဆိုလို့ရှင်လည်းဖြစ်တယ်ထင်တယ်ဟုတ်အကုန်လုံးလည်းလို့ချစ်ကြပဲထင်တာအိမ်မှာတော့ချစ်ချစ်ကြပဲဟိုတရားတရား respect ရှိရပေါ့เนาะရှိပြီးတော့တရားတရား support လုပ်ကြတဲ့ family type ပါဟုတ်အာဂုံယူတယ် one less one တာတယ်ဟိုဘယ်လိုဖြစ်ဖြစ်အမြဲတမ်း support အမြဲကိုယ့်ရဲ့နောက်မှာ support system တခုအမြဲတမ်းရှိနေရပေါ့เนาะအဲ့ဒါလေးကတော့ခုအတွက်အင်အားလေးတခုပါ အဲခုတို့ဒီ November 9ရက်နေ့ဆိုလို့ရှင်ပြန်ပြောရရုံစတင်ပါပြီအဲရုံစတင်ဖို့ကခုကရုံ၅ပြောပြရတဲ့စနစ်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပထမ3ရက်ကအရင်အရေးကြီးရပေါ့နော်ပထမ3ရက်မှာလူဝင်မအပြင်မှာခုကနောက်တစ်ဘက်ကိုဆက်ပြီးတော့တင်ခွင့်ရမှာပါဒီလိုကားမျိုးကိုအကုန်လုံးအရင်လဲကြည့်စေချင်တယ် အဲရတာတခုဟိုကွဲထွက်သွားမယ်လို့လည်းခုယုံကြည်ရပေါ့နော်ပြီးတော့အတိကလူရဲတွေစူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ fresh အရင်ဖြစ်တယ်ကြည့်လို့ရှိရင်မမြင်ဘူးတဲ့ဒီပုံတွေ item တွေအကုန်လုံးကိုမြင်ရမှာပေါ့နော်အတိကအဲ့ဒါပေါ့နော်လူငယ်တွေကိုလည်း chance ပေးချင်ပါတယ်ခုကတော့ခုကဒီလမ်းကြောင်းပေါ်မှာခုကရှိနေပြီသားပေါ့နော် ဒါပေမဲ့ဒီထဲမှာပါတဲ့လူတွေဆိုပထမဆုံးရုံစားတင်တဲ့လူတွေအများကြီးပါတယ်ပေါ့နော်အဲလူငယ်တွေကိုလည်း chance တစ်ခုပေးစီချင်တယ်ကိုဝင်းကလည်းတကယ်ကိုစီစစ်ပြီးတော့ပေါ့နော် character နဲ့ line အောင်လို့အကုန်လုံးကဘယ်နေရာမှာဆိုဘသူဆိုတာကိုသူကတေချာပြီးတော့ထည့်ထားတာပေါ့နော်အဲ့ဒါကြောင့်မလို့အကုန်လုံးကအရန်ကောင်းတယ်သူ့နေရာနဲ့သူ character ကိုမိမိရတရုပ်ဆောင်နိုင်တဲ့လူငယ်တွေကြီးပါပဲအဲ့တော့ crew ရဲ့ဒီပြင်ပြပြရုပ်ရှင်ကားလေးက team work ကောင်းကောင်းနဲ့လုပ်ထားတဲ့ကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ crew ရဲ့ပြင်ပြပြရုပ်ရှင်လေးကိုအားပေးကြပါဦးတရံတယောက်လည်း sharing လုပ်ပေးကြပါလာကြည့်ဖို့လည်းတိုက်တွန်းပေးကြပါပထမ၃ရက်ကိုလာကြည့်ပေးပါလို့ပြောချင် င်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ခုနဲ့ဘဝရစာရဲ့ပထမအဆုံးစုံတဲ့ကားလေးဖြစ်တယ်ပေါ့နော်ဒါဘဝရဲ့အမှတ်တရဖြစ်တဲ့ကားလေးတကားလေးဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ခုတို့နှစ်ယောက်ကိုလည်းလာပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ပရက်ရှင်နေ့ကျလည်းဘဝရစာကိုရအောင်ခေါ်ကြည့်ပေးပါမယ်